သူတို့မြန်မာအသင်းအနေနဲ့ရွှေရကျင်နေဆိုရင်တော့သူတို့အနေနဲ့နှစ်သင်းဟောနိုင်ရမယ်เนาะ Hobart Group ကနှစ်သင်းတသင်းသုံးပေါင်းနှစ်သင်းပေါ့လေเนาะအဓိကတော့ power house ဖြစ်တဲ့ဒီ Indo Malay Philippines အဲ့သုံးအဲ့နှစ်သုံးသင်းနဲ့ကနှစ်သင်းဟောနိုင်တော့သူတို့ရွှေရမယ်ဗျာမြန်မာအသင်းအနေနဲ့က group ထိတ်ကိုရောက်ချင်နေဆိုရင်တော့ဒီ Indonesia တို့ဒီ Malaysia တို့တော့ကြော်ဖြတ်ဖို့တော့လိုတယ်เนาะ group ထိတ်ကိုရောက်မှလဲသူကဒီ model တစ်ခုနဲ့ပို့ပြီးတော့နီးကပ်သွားမှာဆိုတော့ ပြောရတဲ့စကားလေးနေပဲ။အဲ့ဒီရှိရဲ့ရှိရဲ့အင်းတို့ကိုကြီးကလည်းမနိုင်တော့ဘူး။အဲ့လိုဆိုတော့လည်းစောင့်ကြည့်နေရ အားလုံးမင်္ဂလာပါကျွန်တော်တို့ Extreme Passion Gaming Season 4ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Justin ပါကျွန်တော်တို့ Extreme Passion Gaming ဆိုတာကတော့ကျွန်တော်ချစ်တဲ့ game နဲ့ e-sport ပေါ်မှာကျွန်တော်လူငယ်တွေရဲ့ YouTube ဆွဲလမ်းမှုဖြစ်တဲ့ passion တွေကိုအားလုံးနဲ့တူမျှဝေခံစားနိုင်မဲ့ season ပဲဖြစ်ပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်တို့ Falcon e-sport ကတော့ဒီမြန်မာကိုစားပြုအနေနဲ့ပေါ့လေ33ရင်းမြောက် C game ကိုတွားရောက်ရှင်ပြိုင်တော့မှာပဲဖြစ်ပါတယ်ပြီးတော့ဒီနေ့ဆိုရင်လည်းကျွန်တော် group draw လေးကြီးလည်းထွက်လာပြီပေါ့လေနော်ကျွန်တော်မြန်မာအသင်းကတော့ဒီ group A ထဲမှာကြာရောက်နေတယ်ဒီ C game ကိုဘာကြောင့်သွားပြန်ရလဲဆိုရင်တော့ဒီ Falcon Esports ကတော့ဒီ NSC ကို Champion ဖြစ်တာပါလေဒီ Champion ဖြစ်တာအနေနဲ့တို့အနေနဲ့သွားဆော့ရမယ်ဒီနေ့ group draw လေးထွက်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ဒီအဲ့ group draw လေးအကြောင်းရယ်ဒီ C game format လေးအကြောင်းရယ်ကျွန်တော်နည်းနည်းလေးရှင်းပြပြီးတော့ကျွန်တော်တို့မြန်မာအသင်းဘယ်ချင်းနေတိရောက်လာလဲဆိုတော့အနေနဲ့တုံးတက်သွားမှာပဲဖြစ်ပါတယ် ကဲ sea game group stage ကတော့ကျွန်တော်13ရက်နေဆိုစပြီအဲပြီးရင်တော့ knock out stage ပေါ့လေနော်သူက play off တွေပါတော့မရှိဘူး single elimination knock out stage ကိုကြာတော့သူက15ကနေဆက်ခွန်ဆော့ရမယ်ဆိုတော့ဒီ group stage ကလည်းအရေးကြီးလို့ဒီ knock out stage ကြီးကလည်းအရေးကြီးရယ်ပေါ့လေဆိုတော့ကျွန်တော်တို့အရင်ဆုံး group ចောင်းလေးပြောလိုက်ရအောင်ကျွန်တော်မြန်မာအသင်းအနေနဲ့ကတော့အခု group A မှာကြာရောက်နေတယ်။ group A မှာပါတဲ့နိုင်ငံတွေကတော့ Cambodia, Myanmar, Thai, တီမောနဲ့ဗီယက်နမ်ပဲဖြစ်တယ်ဗျာဒီ group မှာဆိုရင်တော့ကမ္ဘောဒီးယားကတော့တို့နိုင်ငံရေးအခြေအနေကြောင့်တို့ပါဝင်လာခြင်းတော့မရှိဘူးလို့ကျွန်တော်ကြားသိရတယ်ဆိုတော့ group A မှာကတော့၄သင်းเนาะဒါပေမဲ့ group knockout stage ကိုတက်သွားမှာသူက၃သင်းအောင်တက်သွားမှာဗျာဆိုတော့တက်ဖို့ chance ကတော့လုံးဝ100%ကိုရှူရပါတယ် group B မှာဆိုရင်တော့ဘာရှိလဲဆိုရင်တော့အင်ဒိုနီးရှားရှိမယ်လာအိုရှိမယ်မလေးရှားရှိမယ်ဖိလစ်ပင်းရှိမယ်စင်ကာပူရှိမယ်ဗျာဆိုတော့ဒီ group B ကတော့ group of death လို့ပြောလို့ရတယ်ဗျာဘာလို့လဲဆိုတော့ လာအိုတသိန်းရလွယ်ကျန်တဲ့အသင်းတွေက NBA ရှိတဲ့ region တွေကြီးပဲဗျာပြီးတော့နည်းနည်းလေး power house ဖြစ်နေတဲ့အသင်းတွေအများကြီးပါတယ်အဲ့အဲ့အောင်မှာအဲ့ group တွေမှာ၃သိန်းပဲတက်မှာပြီးတော့ဒီ group တွေမှာကဘာတွေရေးကြီးလဲဆိုတော့ဒီ group ရဲ့ standing 1ကတော်တော်လေးကိုရေးကြီးရဲ့ဗျာဒီ group ရဲ့ standing 1ဆိုရင်က तू ကဘယ်အထိတန်းရအောင်မှာလဲဆိုတော့ तू က semi final အထိတန်းပြီးတော့စောင့်နေမှာ2နဲ့3နဲ့ကကြတော့ဟိုဘက်ဒီဘက် shift ဆော့အောင်မှာပေါ့လေအဲဒီ quarter final မှာ shift ဆော့အောင်မှာဥပမာဆိုရင်တော့ဒီ group A ရဲ့ second နဲ့ group B ရဲ့တက်နေအားဆော့ရမယ် bus of 5နိုင်တဲ့လူက group B ရဲ့ပထမနဲ့ပြန်ပြီးတော့ဆော့ရမယ်ပေါ့လေအဲ့လိုမျိုး shift သွားတာလေးရှိမယ်ဆိုတော့အရင်ဆုံးဘယ်သင်းနေရာများ knock out stage ကိုတက်လာနိုင်မလဲဆိုတော့ကျွန်တော်6လောက်သုံးသက်ကြည့်အောင်ရင်းဆုံးအနေနဲ့ group A ပေါ့လေနော် group A မှာဆိုရင်တော့ရင်းတော့ကတော့ကျွန်တော်ကမ်ဘောဒီးယားကတော့ပုံလင်းပြောရည်ဒီ WEC မှာလည်းတော်တော်လေးကိုကျန်းတယ် grand finalist လည်းတက်ထားတယ်သူတို့ first runner ရထားတယ်ပေါ့လေဆိုတော့ ကမ္ဘောဒီးယားကတော့ပါဝင်လာခြင်းမရှိဘူးဆိုတော့ဒီမြန်မာကတော့ဒီ group A မှာတော့တော်တော်လေး dominate လုပ်မယ်လို့ထင်တယ်ပွဲတော်တော်များများကလည်း best of 2ဆော့ရမှာဆိုတော့ Thailand Thailand ကလည်းပွင့်လင်းပြောရရင်တော့သူတို့ region မှာတိတ်ပြီးတော့ခက်စားတာမျိုးတော့မရှိဘူးဗျ MLBB ကလေဒါပေမဲ့ player တွေကတော့ကျွန်တော်တို့ပြောခဲ့လို့ပဲ IDNS က player တွေ Timor က player တွေဆိုလည်းကျွန်တော်မသိဘူးဒါပေမဲ့ Vietnam Vietnam ဆိုရင်လည်း player တွေအချို့ player တွေတော့ကျွန်တော်သိတယ်ပြီးတော့နောက်တစ်ခုထူးခြားတာကတော့ Vietnam မှာကျွန်တော်မြန်မာနိုင်ငံက player coach ပေါ့လေနော်ဒီစာဘိုကသူက coach လောက်လာမှာ Vietnam နိုင်ငံကိုစားပြုအသင်းကိုဆိုတော့အားလေးကနည်းနည်းစိတ်ဝင်စားတယ်ကောင်းတယ်ဆိုပေမဲ့မြန်မာသင်းတော့သူတို့သင်းနေနေရရှင်ပြိုင်နိုင်ခြင်းတော့ရှိမယ်လို့ကျွန်တော်မထင်ဘူးဗျာဆိုတော့မြန်မာအသင်းကပဲ group A ရဲ့ standing 1ကိုရောက်ပြီးတော့သူ semi final မှာသွားပြီးစောင့်နေမယ်လို့ထင်တယ်ဗျာဆိုတော့ group B group B မှာတော့နည်းနည်းလေးပြောစရာရှိသွားပြီဘာကြီးရှိသွားလဲဆိုတော့ group B မှာဆိုရင်က Indonesia Indonesia ဆိုရင် team liquid ID ပြီးတော့မလေးရှားမလေးရှားဆိုရင်တော့ SRG ဒါပေမဲ့ PH ရှင်ဘိုးတွေမပါတဲ့ SRG ပေါ့လေနော်သူကမိုမိုနဲ့လိုလီစ်เนาะသူတို့နှစ်ယောက်နဲ့ပါဝင်လာတဲ့ SRG လို့ပဲပြောလို့ရတယ်ပြီးတော့နောက်တဲ့အောင်ဖိလစ်ပင်ဖိလစ်ပင်ကလည်း Team Liquid PH နောက်တဲ့အောင်စင်ကာပူပေါ့လေစင်ကာပူကတော့ဘာလဲဆိုတော့ Diablo Team Flash ပေါ့လေဒါပေမဲ့အခုတော့ Team Flash player တွေတော့မဟုတ်တော့ဘူးဆိုတော့အဲဆုံး Indonesia Indonesia ကတော့ပို့လင်ပြောရရင်တော့သူတို့ region မှာ အကျန်းဆုံးအသင်းတော့ဟုတ်မနေခဲ့ဘူးเนาะသူတို့ seeking qualifier နိုင်ဝါလို့တာသူတို့လာဆော့ရတာဆိုပေမဲ့ဒီ team liquid idea ကတော့ဒီကြံတဲ့ power house အသင်းတွေပေါ့လေเนาะမလေးတို့ဖိလစ်ပင်းတို့နဲ့ရှင်ရနည်းနည်းလေးတော့ weak တယ်လို့ကျွန်တော်ခံစားရတယ်ဗျာသူတို့နေနဲ့ဒီ WEC မှာဆိုရဲသူတို့ Turkey အသင်းကိုတော့ရှုံးနိုင်ထားတာဆိုတော့သူတို့ top 4ပဲရတယ်ဆိုတော့ဒီ Indonesia က knockout စတက်နိုင်လားဆိုတော့တက်တော့တက်နိုင်တယ်เนาะဒါပေမဲ့ ဒီ group standing 1ကိုတော့ထိန်းချောက်နိုင်ခြင်းရှိမှာတော့မဟုတ်ဘူးပြီးတော့နောက်တစ်ခုကတော့လာလာကတော့ကျွန်တော်အများကြီးတော့ player အကြောင်းတော့မသိဘူးဒါပေမဲ့နိုင်မဲ e-sport player တွေတော့ပါတယ်ဗျာဆိုပေမဲ့ now ကတော့ပွင့်လင်းပြောရရင်တော့ပဲလော်ဂျာစာညက်သွားမယ်လို့အထင်တယ်ဗောလေနော် now တသိန်းကတော့မလေးရှားမလေးရှားကလည်းဒီ WEC မှာဆိုရင်တို့ champion ဖြစ်တာလားဆိုတော့တို့ကအချိန်ဟုန်နဲ့တော်တော်လေးကိုကောင်းနေပြီပြီးတော့ဒီ WEC မှာဆိုတော့တို့ထုတ်တဲ့ draft တွေကတော်တော်လေးကိုမိုက်တယ်ဗျာအဲ့လို hack off lane တွေပါဆော့တာတွေ့ရတယ်ဆိုတော့ ဒီမလေးရှားကတော့ဒီ gold medalist တော့တော်တော်လေးကိုရေပန်းစားနေပေါ့လေနော်ဒါပေမဲ့နောက်ဆက်သတင်းရှိတာကတော့ဖိလစ်ပင်ဖိလစ်ပင်က Philippines က Tim Lequet PH က player တွေသူတို့ကအခုဆိုရင်က Golden Road ကိုရှောင်လန်းနေရဲ့ player တွေဗျာပြီးတော့ Goftizi တို့နော် Sasan Ju တို့ JB တို့ Ohab တို့ပြောမယ်ဆိုရင် NBA ဆိုလဲသူတို့လက်မှာမရည်မတွက်နိုင်အောင်များတဲ့ player တွေပြီးတော့နောက်တစ်ခုကကျတော့သူတို့အနေနဲ့ M7 ကိုလည်းသွားပြန်ရမယ်နော် Golden Road ကိုလည်းရှောင်လန်းနေရဲ့ဒီ C game မှာလည်းသူတို့ နှစ်တိုင်းနှစ်တိုင်းเนาะဖိလစ်ပင်းကရွှေရလာတာအခုဆိုရင်၃ချိန်လောက်ရှိပြီထင်တယ်ကျွန်တော်ထင်တာရောလေအဲ့လိုမျိုးဆိုတော့ဒီဖိလစ်ပင်းကပဲအခုတခါတော့ရွှေပဲရောင်းနိုင်မှာကျွန်တော်ထပ်ပြီးတော့စောင့်ကြည့်ရမယ်ဒီ group ရဲ့ standing 1ကတော့ဒီမလေးရှားနဲ့ဖိလစ်ပင်းကတော့လွမယ်လို့ဆိုထင်တယ်ငေါနောက်သင်းကတော့စင်ကာပူစင်ကာပူကတော့ကောင်းတယ်လေဟုတ်လို့အရင်မကောင်းလို့လေကျွန်တော်ယူဆတယ်ဗျာဆိုပေမဲ့ဒီအင်ဒိုနီးရှားကတော့ကျွန်တော်တို့နည်းနည်းလေး group stage ဒီစီဂိမ်းတွေမှာဆိုတိတ်ပြီးကံမကောင်းတက်တာတော့တွေ့ရတယ်ဆိုတော့ဒီလွန်ခဲ့2023စီဂိမ်းတော့ဆိုရင်လည်းကျွန်တော်နဲ့ကမ္ဘောဒီးယားနဲ့တို့ group တွေကြာတယ်ဆိုပြီးတော့အင်ဒိုနီးရှားအိမ်ကိုတခါတည်းပြန်သွားရဗျာဆိုတော့ဒီအင်ဒိုနီးရှားကလည်းစင်ကူနဲ့စင်ကူနဲ့တော့ slot တင်အောင်ပြန်လူရမယ်လို့ထင်တယ်ဗျာဆိုတော့စင်ကူကလည်း short တွက်လို့မရတဲ့နေရာမှာတော့မပါဘူးဆိုတော့ကျွန်တော်ချက်တော့ကြည့်ရမယ်ပေါ့လေနော်ဒီ group B ရဲ့ group of death ထဲမှာဆိုရင်တော့ကျွန်တော်က Philippines Malaysia အင်ဒိုဘောလေနော်အဲ့သုံးသင်းကတော့နည်းနည်းလေးတက်သွားမယ်လို့ထင်တယ်ဆိုတော့ group C ပြီးသွားပြီရဲ့ group C ပြီးသွားပြီကျွန်တော်မြန်မာအသင်းကရွှေရနိုင်လားတကယ်ပဲရွှေရနိုင်လားရွှေရနိုင်လားဆိုရင်တော့ပြောလို့မရဘူးဗျဘာဖြစ်လို့လဲဆိုတော့အခုဆိုရင်ကမ္ဘောဒီးယားမပါတော့ဘူးကျွန်တော်တို့နည်းနည်းလေးခေါင်းစားရမယ်အသင်းအသင်းရော့သွားတယ်လို့ပဲပြောရမယ်ပေါ့လေနော်အဓိကတော့ဒီသူတို့မြန်မာအသင်းနေနဲ့ရွှေရချင်တယ်ဆိုရင်တော့သူတို့နေနဲ့နှစ်သင်းဟောနိုင်ရမယ်နော် over group က2သင်းတသင်းသုံးမောင်း2သင်းပေါ့လေနော်အဓိကတော့ power house ဖြစ်တဲ့ဒီ indo malay ဖလပင်အဲ့တော့အဲ့နဲ့တုံးနေနဲ့နှစ်သိန်းအောင်နိုင်တော့သူတို့ရွှေ့ရမယ်ဗျာเนาะသူဘယ်လိုမျိုး knock out stage ကလောက်ထားရလဲဆိုတော့အဲကျွန်တော်မြန်မာတင်းက group A ဖြစ်သွားပြီဗျာ group A ရဲ့ပထမနေရာဖြစ်သွားပြီဆိုရင်က over group B ရဲ့ဒုတိယ group B ရဲ့ဒုတိယဆိုဘယ်လိုဖြစ်မလဲမလေးလားအင်ဒိုလားဖိလစ်ပင်းလားအဲ့တဲ့အဲ့ဟာရဲ့ကျွန်တော် group A ကတတိယနဲ့ချရမှာပေါ့လေเนาะနိုင်တဲ့အသင်းဆိုတော့ကျွန်တော် group A ကအသင်းเนี่ยအရင်ကြီးတော့ strong နေရမှုန်တဲ့တော့တော့အဲ့အသင်းเนี่ยပဲပြန်ပြီးတွေ့ရမှာနိုင်เนาะ အမှအတင်းကရွှေသုံးပုံကွေရရှူရတယ်တေချာပေါ့ရှုံးသွားရင်တော့တတရလူရမယ်ပေါ့လေတတရအောင်မအောင်မထပ်ပြီးရှုံးသွားရင်တော့တတရမရတော့တာရှိမယ်ဆိုတော့ပြိုင်ပွဲကနည်းနည်းရောစားကြီးရပေါ့လေပြောရမယ်ဆိုရင်တော့နည်းနည်းလေးအဲအဓိကကလည်းတို့မြန်မာအတင်းကို short တက်တဲ့အချိန်မှာဆိုရင်တော့အများကြီးလုံးပြနိုင်လို့လို့ထင်တယ်ဗျာပြီးတော့ best of 5 series ဖြစ်တယ် grand final ကတော့ best of 7ကျန်တာတွေက best of 5တွေဆိုတော့တို့အနေနဲ့ဒီ group stage မှာအရင်အားထုတ်စရာမလိုဘဲနဲ့ ဒီ knockout stage မှာတော့တေချာလေးတီးပြီးတော့လုံးလိုက်နိုင်မယ်ဆိုရင်တော့အနည်းဆုံးတော့ရွှေသုံးဖို့ save တော့တေချာပေါက်ပဲအနည်းဆုံးဒီ group 1နဲ့တက်သွားပြီးတော့အဲ့တပွဲကိုနိုင်အောင်ဆော့လိုက်ပြန်နိုင်အောင်ဆော့လိုက်တိုင်းကျွန်တော်တို့ရွှေသုံးဖို့ဝင်ရရှူရပဲဆိုတော့အဲ့အရာကြီးကတော်တော်ကြီးကိုမိုက်တယ်ဆိုတော့ဟိုဘက် group B ကအစ်နှစ်အသင်းကိုကြည့်ရမှာပေါ့လေနော်အစ်နှစ်အသင်းကဘယ်အသင်းဖြစ်လာနိုင်လဲပေါ့ဥမာမလေးရှားလားအင်ဒိုလားဖိလစ်ပင်းလားကျွန်တော်တို့ မလေးရှားလို့ခံမန်းတယ်ဆိုပေမဲ့เนาะဖိလစ်ပင်းလည်းဖြစ်သွားနိုင်တယ်မလေးရှားကလည်းဖိလစ်ပင်းကိုတီးဝါကလည်းဖြစ်သွားနိုင်တယ်ဆိုတော့ဘာလို့ပြောလို့မရအောင်ကျွန်တော်အခု73ရက်နေ့စတဲ့ group stage တွေကိုကျွန်တော်ချက်တော့ကြည့်ရမယ်ပေါ့လေเนาะအဲဒီက knockout stage ဖြစ်တဲ့အတွက်တော့ lower bracket မရှိဘူးဒါကတော့ seeking format တွေကအရင်နှစ်ထဲကအဲ့လိုပဲကျွန်တော်ကိုယ်တိုင်လည်းဒီ2023เนาะကမ်ဘောဒီးယားမှာကျင်းပတဲ့32ချိန်မြောက် seeking မှာကျွန်တော်ကိုယ်တိုင်လည်း bronze medal ရခဲ့ပေါ့လေเนาะကျွန်တော်တို့ကကြတော့ဒီ ဖိလစ်ပင်းနဲ့တွေ့ခဲ့ရပါကျွန်တော်တို့က group 1နဲ့တက်သွားတယ်ဖိလစ်ပင်းက group 2ဆိုတော့သူတို့နဲ့တွေ့တယ်အဲ့ချိန်မှာကျွန်တော်တို့ကရှုံးသွားတဲ့အချိန်မှာကျွန်တော်တို့ကတတရောက်ပြေးပြီးတော့လူရတော့ဗျာအဲ့လိုမျိုး အပါလိုဝါမရှိဘူးအဲ့လိုမျိုးအဲ့လိုမျိုးဆိုတော့ဗျာနည်းနည်းလေးတော့ကံပဲဗောလေပြောရမယ်ဆိုကံလဲပါလို့ကိုယ့်ရဲ့တီးနိုင်တဲ့ကိုဘလောက်ထိလုံးပြနိုင်လဲဗောလေမူတီရယ်ဗောလေနော်ကျွန်တော်ထင်တာကတော့တေချာပေါ့မြန်မာအသင်းနေနေကတော့ဂိုးသမုတ်စေးပါရမယ်လို့ကျွန်တော်ယုံကြည်တယ်နော်အဓိကကလည်းဒီ semi final stage ကိုတက်သွား ျော်ဖြတ်နိုင်တာ ਨੇ ဒီ grand final မှာဆိုရင်ကသူတို့အတွက်အပြားတပြားတော့စောင့်နေပြီဗျာ goal လား saver လားเนาะအဲ့ဒါအောင်မှထပ်ပြီးတော့ grand final bo7 ကိုနိုင်သွားပြီဆိုရင်တော့တေချာပေါ့ goal ပေါ့လေเนาะကဲနောက်သင်းအနေနဲ့ကတော့ကျွန်တော်မြန်မာကုစားပြုအနေနဲ့တွားအောင်ရှင်ပြိုင်မယ်အမျိုးသမီးအသင်းပေါ့လေเนาะ main clay အသင်းဒီ falcon daisy တင်းမြန်မာ group draw ကထွက်လာပြီသူတို့ group ကကြတော့ဗာလဲဆိုတော့ဒီမြန်မာအသင်းကတော့ group B မှာကြောက်နေတယ်မြန်မာအသင်းမှာပါတဲ့ အသင်းနိုင်ငံတွေကတော့အင်ဒိုနီးရှားမလေးရှားမြန်မာကမ္ဘောဒီးယားနဲ့တီမောပေါ့လေနော်ကမ္ဘောဒီးယားကတော့ဒီပါဝင်လာခြင်းမရှိဘူးခုနပြောလိုပဲဒီကမ္ဘောဒီးယားကဒီယောက်ျားလေးရောမိန်းကလေးရောမှာသူတို့ကနည်းနည်းလေး strong ဖြစ်နေတဲ့ region ပေါ့လေနော်ပြောရမယ်ဆိုရင်ကသူတို့ဒီကျွန်တော်အရင်ပတ်တော့ကလေကုကုနဲ့ podcast တွေပြောခဲ့တဲ့အချိန်မှာသူတို့နေနေကကမ္ဘောဒီးယား main clay တင်းကအင်ဒိုပီးရင်တော်တော်လေးကိုကျန်းနေလို့ပြောရပြဆိုတော့ ဒီကမ္ဘောဒီးယားမှာပါလာတဲ့အပေါ်မှာဒီပြိုင်ပွဲမှာဘာ impact တွေရှိလာနိုင်လဲဆိုရင်တော့လူမျိုး power house အသင်းအသင်းရော့သွားတဲ့အတွက်ကျွန်တော်တို့ကဒီအရှိကိုခြေတလန်းပို့ပြီးတော့ရောက်သွားတယ်ပေါ့လေနော်သူတို့ရေဆိုင်ကျော်ဖျက်မဲ့ enemy ကအသင်းရော့သွားတယ်ဆိုတော့ဒီ matter တစ်ခုကိုရဖို့ပို့ပြီးတော့နီးကပ်လာတယ်လို့ပြောလို့ရတယ်ဗျာဒီ main clay thing group A မှာဆိုရင်တော့ Thailand Philippines Laos နဲ့ Vietnam ဒီ group တွေကနေပြီးတော့သူတို့က၃သင်းစီတက်မှာဆိုတော့ main clay group A မှာဆိုရင်တော့ မင်္ဂလာအတင်းကြောင်းတော့ပွလင်ပြောရကျွန်တော်တိတ်မသိဘူးဆိုပေမဲ့ဒီဖိလစ်ပင်းတို့ဟာအိုတို့ဗီယက်နမ်တို့ထိုင်လန်တို့နော်ဖိလစ်ပင်းကိုတော့ကျွန်တော်နည်းနည်းကြည့်ဘူးတယ်ဗျာဆိုတော့ဒီအကြောင်းဒီအသင်းဒီမင်္ဂလာအသင်းတွေကတော့ဘယ်အသင်းတက်မယ်လို့ကျွန်တော်မသိဘူးဆိုပေမဲ့ဒီတတိထားအမယ်အသင်းတွေကတော့ကျွန်တော်သိရပေါ့လေနော်အဓိကကတော့အင်ဒိုနီးရှားကျွန်တော် group B မှာရှိနေတယ်ဆိုတော့အမအသင်းတွေက group ထိတ်ကိုရောက်ချင်တယ်ဆိုရင်တော့ဒီအင်ဒိုနီးရှားတို့ဒီမလေးရှားတို့တော့ကြော်ဖြတ်ဖို့တော့လိုတယ်နော် group ထိတ်ကိုရောက်มาလဲ तू อ่ะဒီ model တစ်ခုเนี่ยปูပြီးတော့นี้กัดออกมาဆိုတော့มาမျိုးမိသင်းနေเนี่ยတော့အနေလေးပို့ပြီးတော့ရုံးကန်ရမယ့်အနေထားတော့ရှိရဲဒါပေမဲ့ဒီ group stage မှာဒါထိရောက်သွားခဲ့ရင်ညတော့တို့ကပို့ပြီးတော့လွယ်ကူသွားမယ်လို့ထင်တယ်ဗျာဆိုတော့ဒီအခု sea game မှာမြန်မာကုစားပြုအနေနဲ့တွားရောက်ရှင်ပြိုင်မယ်ကျွန်တော်တို့ဒီ Falcon Esports နဲ့ Falcon DC တို့ကိုကျွန်တော်တို့အတူတူအားပေးလိုက်ကြရအောင်ကျွန်တော်တို့မြန်မာနိုင်ငံကို မရေတခုခုတဲဆောင်နိုင်လိုက်ပါစေအဓိကတော့ရွှေကိုတော့ကျွန်တော်တို့ပို့ပြီးတော့မျောလင့်တယ်เนาะဒီလူမျိုးကန်တရားကလည်းအများကြီးတော့မရဘူးเนาะအဓိကတော့ဒီ group မှာလည်းအရန်ခြောက်သွားပြီဆိုတော့ဒီ knock out stage မှာတော့နည်းနည်းလေးစကားပြောမယ်ပေါ့လေเนาะကိုယ်မှာကိုက group မှာဘလောက်ကောင်းကောင်းဒီ knock out stage မှာအကောင်းဆုံးလုပ်ပြနိုင်မှုမျောလင့်တယ်เนาะ enemy ကိုလည်းလုံးဝအထင်မသေးပါနဲ့အကောင်းဆုံးစူးစမ်းနိုင်ပါစေလို့ကျွန်တော်မျောလင့်ပါတယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်